မင်္ဂလာပါရှင်စပါဒီလီလိုက်ချန်နယ်မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရယ်ဒီနေ့တော့ဆ iam မခင်ဆွေဦးရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါရရှင်ဝတ္ထုလေးရဲ့နာမည်ကလူတကာချစ်သမျှထဲတဲ့နားထောင်ကြည့်ပါဦးနော်လူတကာချစ်သမျှထဲတဲ့ ကျမအဖြစ်ဘလောက်ကြီးနေသူလဲမေးပါအောင်။ကိုထင်ဝင်းတယောက်ပြောပါတယ်။ဘာမပြောညာမပြောနဲ့ကျမကိုအဆက်အသွယ်ဖြတ်ပစ်တယ်။အဲ့ဒါလေဖိုးလုံးကတစင်စာရေးပို့ပြီးဖြတ်တာ။တေကန်ကြီးအမိန့်စာပြန်တဲ့အတိုင်းပဲအံ့မာရော။သူ့တသက်ကျမတသက်တေကန်ဖြတ်တဲ့။ကျမလည်းကျမကြိုက်တဲ့သူယူခွင့်ရှိတယ်လို့သူကလည်းသူကြိုက်တဲ့သူတွင်ယူမတဲ့။ဟဲ့ဘလို့ဖြစ်တာလဲလို့ကျမတငယ်ချင်းဖိုးလုံးကိုမေးတော့ဖိုးလုံးကမျက်စိမျက်နှာမကောင်းလှပဲ။ နေရလဲနေမေဘာဖြစ်လို့ကိုအောင်စိတ်စပင်းနောက်ကလိုက်စီးသွားရတာတော့ဘာလဲသူကငါ့ကိုအဲ့ဒီကိုအောင်စင်တရေကြီးနဲ့ဥပတ်မလို့လားဘာဖြစ်ဖြစ်ပေါ့ဟာနင်တို့ကဇုံတွဲလို့အဲ့လိုယောက်ျားတယောက်ရဲ့စပင်းနောက်ထိုင်ကောင်မှလိုက်မတော်သင့်ဘူးအဲ့ဒါဆန်းသလားဟဲ့ဒီခေတ်ကြီးမှာသူဒီလောက်ဥတူတာနင့်လူကြောင့်နင်သိဖို့ကောင်းနေတော်ယုံဥတူပေါ့ဟဲ့ အဲ့ဒီနေတော့ငါမေမူးလဲလို့ငါကြောက်လာအကြောင်းကြတော့ငါလည်းထူးပူပြီးကျောင်းဟကပြားကရခွင့်ယူခြေမျက်စရလည်းလေခိုးလို့မထောက်နိုင်တာနဲ့ကိုအောင်စိန်နဲ့လမ်းကြုံလိုက်ရတော့တာပေါ့လူမလောကခံရတာဒီအကြောင်းမဲ့မဟုတ်ပါဘူးအကြောင်းအကြောင်းနေရှိပါတယ်နေရပြောတော့ပေါ့ပေါ့လေးရသူ့ဘက်ကမလွယ်ဘူးဟာနောက်ပြီးငါနဲ့ကိုအောင်စိန်နဲ့အရင်တော့နေရရိုးရိုးပဲခင်ခဲ့တာ तू သိပါတယ်ဘာမှလည်းပတ်သက်ဘူးတာမဟုတ် ။ "तू आ တဘောလဲကောင်းဆက်ဆံရင်ဘသူနဲ့မဆိုတဟစာတာဖြစ်ခဲ့တာ။ရိုးလဲအင်မတန်ရိုးတယ်။အေးနင်ဒီလိုပြောနေဟိုကောင်းရင်နဲ့မီးတောက်လေးဖြစ်မှာပဲ။ជីကြီးကြဲကြဲဟာဒါလေးများ။ညနေမဆောင်ခင်လေးမဲမင်းသားနဲ့မင်းသမီးရုပ်ရှင်တွေ့ရိုက်တဲ့အတိုင်းပဲ။ဒါတော့ငါရှေ့ရမထိုင်မိလို့နော်။သူစပင်ကေရီယာပါလာတာဖျားမာတာဖျားမာတာနင်နောက်မနေနဲ့ဟာထိန်ဝင်းတော့လုံးဝမလွယ်ဘူး ။အော်အောင်စိန်ကြီးနဲ့မှတဝင်တိုးရသေးတယ်။ကြော်သူတို့စိုးသူတို့ဆိုဟုတ်သေးရဲ့။ကျမလည်းတငယ်ချင်းတွေကိုနောက်နေကြအတိုင်းရင်မိသေးတယ်။အပြက်ပြက်နဲ့နှကောင်းသွေးထွက်လာမယ်လို့မှကျမမထင်တာ။ဘေးလူတွေကလည်းကျမဘက်ကလိုက်ပြောကြမှာပဲလို့ကျမတွက်ထားတယ်လေ။ပြောလေပြောကြပါရဲ့။သူကိုခေါင်းမာမာနဲ့တင်းခံနေခဲ့တာ။ကျမလဲသူ့ကိုလိုက်မချော့နိုင်ပါဘူး။ကို့မှာအပြစ်မှမရှိတာကြီး။ ဖိုးလုံးတို့တာတီးတို့နဲ့မယ်ရင်တို့ဟာသူ့ဘက်ကအစဉ်ပြေလောင်ကျမနဲ့ส่งပြီးရှင်းအောင်ဖန်တီးနေကြသေးတယ်။ကျမကส่งပြီးရှင်းအောင်ကျမဘာမှရှုပ်ထားတာမှမဟုတ်တာမရှင်းနိုင်ပါဘူး။ကြွေရမှာပဲမျက်ရည်ဝဲခြင်းဝဲပြရစီတော့လောလောဆယ်တော့တတ်တာပဲ။ဘယ်နဲ့ရှင်းအပေါ်ယံပြဿနာလေးကိုပဲရေးကြီးခွင်ကျဲလှုပ်လို့အတော်တုံးနေတယ်လူတူဒါမှမဟုတ်မိမတူရဲ့အကျင့်စရိုက်ကိုအပေါ်ယံအမြင်နဲ့ဆုံးဖြတ်တော့မှလား ကာလီဒါသပညာရှင်ကြီးအလျှောက်ထုံးတော်ရှိသားပဲဟာယောက်ျားနဲ့မိန်းမတအိပ်ရတဲ့အတူတွဲလျက်အိပ်နေတာမြင်ုံနဲ့တော့မယိုးဆော့ရဘူးတဲ့တွဲအိပ်နေတာတွေ့တိုင်းညားကျင်မှာညားမှာပေါ့မတွဲပဲညားနေတာလေတပုံကြီးတပြည့်လူပြို့အပြွေရွေတွေထိမ့်နေရတဲ့ကျောင်းဆရာမပဲကျွန်မသိတာပေါ့သွားကြစမ်းပါဟာ သူ့ဖာသာသူစိတ်ပြင်းပြင်းမပြင်းမတက်နိုင်ဘူးကျွန်မဘက်ကလည်းခတ်မာမှာပဲ တငယ်ချင်းတွေကတော့ကျမတို့ရဲ့တမီးစားဖြစ်လာကြတဲ့ခွနှစ်သက်တမ်းကာလောက်နှမျောနေကြတယ်။ကျမတို့16နှစ်သားတမီးတွေကချစ်လာကြတာ။ချစ်သူတွေလိုလည်းအချစ်ကြီးရဲ့။မောင်နှမလိုလည်းတန့်စင်ရဲ့။တငယ်ချင်းလိုလည်းခင်တွေ့ရဲ့။ရဲဘော်ရဲဘက်လိုလည်းပွင့်လင်းယူသားရဲ့။တစ္ဆာလည်းကြီးကြရဲ့။ဘာလို့သေးလဲ။နှုတ်ကရောစာရီနဲ့ရောတဖွာဖွာချစ်လာကြည့်ရဲ့မျက်နှိုးလှကြည့်ရဲ့ပြောနေရေးနေကြတာမဟုတ်ပင်မဲ့ ကျမတို့နှစ်နှစ်ကာကချစ်ကြတာပေါဝင်ကျင်ရတည်နေကြတာပဲတငယ်ချင်းတွေကတော့ကိုထင်ဝင်းတကယ်ချင်းရပြစ်မဝင်သင့်ဘူးတချို့ကလည်းကျမတို့ကိုတကယ်ချင်းရမာနမထားသင့်ဘူးသူစိတ်ပြန်အောင်ချော့သင့်နေပေါ့အထင်အမြင်အယူဆတွေအမျိုးမျိုးပဲဖိုးလုံးနောက်ဆုံးတဲလာတဲ့တည်င်းကတော့ရည်ရတယ်ကျမတို့ကိုပေးထားတဲ့ရှာရှာပါပါစာလေးငါးဆောင်နဲ့လက်ကင်မွားတထည့်ကိုနောက်ဖေးကုန်းပြီးအိမ်သာတွင်နဲ့ချပစ်တဲ့ ဟာဟာဟာငွေစင်းရင်ဌာနကစင်းရင်စစ်အရာရှိတယ်လားဖြစ်ရလေကိုထင်ရဲ့ကျမလည်းနောက်ချင်တာနဲ့သူကျမစီကိုရေးထားတဲ့စာ6ဆောင်တီတီနဲ့သူ့လက်ကင်ပေါ်ကိုတေးသေးချာချာထုတ်ပြီးပြန်ပေးလိုက်တယ်ဆက်လက်အသုံးပြုရန်ခေါင်းစဉ်တက်ပေးလိုက်တယ်ဖိုးလုံးကတော့ခေါင်းတကုတ်ကုန်နေနင်တို့နှစ်ယောက်လုံးတငယ်နာမစင်ဘူးဟာမေရင်ကတော့ငိုအားထက်ရီအားတန်ဟာတိုက်ရီမောနေလေရဲ့ ူလေးရေသာရေရတယ်မျက်လုံးတွေမှာဂိယုဏရိတ်တွေဝေလို့ဒီအကြောင်းนี่ بوا စီ بوا စီနဲ့ရှေ့တမျိုးနောက်ွယ်တမျိုးပြောကြလေလေကျမဒေါသထွက်တည်ပါပဲကျမမယ်အလိုလိုနေရင်တိမ်ငယ်စိတ်တွေတောင်ဝင်နေချစ်သူမရှိတော့တဲ့ကျမသူမဟုတ်ပိုင်သူဆိုင်သူမရှိတော့တဲ့ကျမဘဝမှာပြုံးစီစီနဲ့ယောက်ျားတယောက်ရဲ့မျက်နှာထောင်မြင်ရရင်ကျမသိစိတ်မကောင်းဖြစ်ရတာပဲ ျမမယ်လွတ်နေတဲ့မိန်းမတယောက်လို့တာမန်ယောက်ျားတူရဲ့အမြင်မှာဘယ်သိခါနဲ့ရှိတော့မလဲ။ဒါတော့ကျမကနည်းနည်းစွာထက်လို့တော်သေးတာပေါ့။ကျင်ပေါ့နောက်ထပ်ကျင်ပေါ့လား။ဟုတ်ကဲ့ထပ်မရှာကျင်တော့ပါဘူး။ဒီတူရဲနဲ့ပဲလုံလောက်ပါပြီ။စိတ်သောကရောက်ရတာကိုပြောပါတယ်။သူတူရဲကိုပဲချစ်နေလို့လား။ဟင်အင်းဒီလိုလဲဟုတ်မယ်မထင်ပါဘူး။ကျမမယ်သူ့တဲ့ချစ်ရမယ်လူဒါမှမဟုတ် သူ့ထက်ကိုယ့်ကိုပို့ပြီးချစ်တဲ့သူပေါ်မလာဘူးဘသူပြောနိုင်လို့လဲ။ကျမလေးအမှန်တိုင်းဝင်ခံရရင်စိတ်ကူးခက်ရင်အစားရရပဲ။ဘသူမှမသိအောင်တိုးတိုးတိတ်တိတ်ပေါ့။ဟိုမင်းမုံတိုင်းနေဆိုငါတိုင်းကပြီးမှမင်းသွေးချောင်းနှွေးထွေးဖို့ကုန်းငါဆောက်ပြီးမှတိမ်နှွေတွန်ချပြန်လဲတစက်မစူစီရ။လီမိုးတို့ဂီတာဟာမင်းကြည့်နုစရာများ။ ဆရာမောင်တာနိုးဘာသာပြန်ထားတဲ့ကြပြလေးတောင်အလွတ်ရမိပြီတကယ်ပါကိုထင်ဟိုကောင်မလေးဒီကောင်မလေးတွေနဲ့တွဲနေတဲ့တဲ့ရင်ကြားတဲ့ကကျမသူ့ဘောစိတ်ပြတ်ချင်းလာပါတယ်တလောတော့ကအရက်တွေမူအောင်တောက်တယ်ကြားတော့ကတော့နည်းနည်းကျင်နာစိတ်တွေဝင်မိပါတယ်လူဖျင်းလူညံ့ရဲ့လို့လည်းအပြစ်မတင်ရပါဘူးသူချစ်ခဲ့တဲ့အချိန်တုန်းကဆိုရင်ဖျားသွားကြောင်းတဲ့တွဲသွားမိရင်ကျမရဲ့ထီးဖက်နဲ့သူပဲကင်ပေးတာ ဒါမျိုးနောက်ရဖို့မလွယ်ဘူးနော်လို့မဲရင်ကိုနောက်ပြီးစမြုပ်ပြန်မိပါသေးတယ်။မဲရင်ကတော့အားရကြပြီးနေမယူခြင်းငါ့ကိုစွန့်မှာဟဲ့လို့နောက်တလူလူလာအတီလာတောင်းသေးတယ်။ဘယ်တော့ကများကိုထင်းကိုကြိုက်နေလဲမသိဘူးမတာမသူ့ကိုကျွန်မဆဲပစ်ခဲ့သေးတယ်။ဖိုးလုံးရဲ့နောက်ဆုံးသတင်းအခြေအနေကတော့တိတ်မကောင်းလှဘူး။ရုံးကခွင့်ရရှိယူပြီးနေရောညရောတောင်းနေတဲ့။ဒီရင်မဲ ကျမသူ့ကိုကူစားဖို့အချိန်တက်ပြီလို့တွက်ဆပြီးသူရှိရင်ကျမသွားဖို့တခါတည်းဆုံးဖြတ်ချက်ချလိုက်မိတယ်။အေးငါလိုက်ခဲ့မယ်။ဒါပေမဲ့နေလာမခေါ်နဲ့ကိုအောင်စိန်လိုရှုပ်ကုန်အောင်မယ်လို့ကျမပြောတော့ဖိုးလုံးကမျက်နှာတိုးကြီးရှည်ကြီးနဲ့ကျမကိုခွေးမလို့ဆဲပြီးအပြောကတော့ပြတ်ပါဟာငထိန်ဆွတ်လွတ်တာလည်းမဆမ်းပါဘူး။ဒါတော့ငါဝါသနာပဲငါမပြတ်နိုင်ဘူး။ယောက်ျားတွေကချော့ကြိုက်တယ်ဟဲ့နင်မသိဘူးလား။အော်အေးအေး မသိလို့ပြောပါအောင်ကျမလည်းမသိကြိုးကြုံမျက်နှာအမူအရနဲ့ဖိုးလုံးကိုလှမ်းပြောတော့သူ့ကိုကျမခေါင်းမခေါက်ခင်ပဲလစ်သွားနေရဲ့ရှိစက်ပဲဝေးနေလေရောတလားသူ့စီကိုသွားတဲ့သူနဲ့မတွေ့ရဘူးသူ့အတော်ကဖော်ရွေပြူငါစွာနဲ့ထွက်နှုတ်ဆက်ပြီးသူ့တူချောင်းတိုက်มาလေရောလာကောက်ကိုအတော်အတွက်ဈေးဘိုးမပေးတာကြာပြီတဲ့အတော်ကအိတ်ဆိုင်ချက်ပြုတ်နေရတာတဲ့ သူ့အတော်ဟာအပြူလဲပြူကြီးစွစွဆောင်းဆောင်းနဲ့ချမ်းသာလို့တော်ပါသေးရဲ့အတော်ကတော့ကျမကိုသဘောတူပြီးသားမဟုတ်ဆရာမလေးရေ तू ဟာဆရာမကိုပဲအသေးဆွဲချစ်တာပါဟုတ်ပါမလားတော်တော်ရေသူ့မှာများအများနဲ့အိုးဒါရီကမနေလက်နာပါဘူးတေးကြတယ်နော်အိုးတေးကြသမ तू ဟာသမီးအကြောင်းပဲပြောနေတာကျမလေးတန်တရားစိတ်တွေဝေတီတီနဲ့သူ့ဆရာပြန်ခဲ့တော့သူ့ကိုစပိန်နဲ့အပြန်တွေ့ရတော့တာပဲ သူ့နောက်မှာကောင်မလေးတယောက်စပေးမော်တင်လို့နှစ်ယောက်စလုံးရောင်တိရောင်ခမ်းနဲ့စပေးမော်ကခုံဆင်းလိုက်ကြတယ်။ကောင်မလေးကကျမတို့ကြောင့်အကိုရန်ကြောင့်သူတပြည့်နဲ့တပြည့်မှလေးမင်္ဂလာပါဆရာမအေးမင်္ဂလာပါကိုထိတ်မျက်နှာကတော့ခအံ့အံ့နှကန်းတောက်စုံကိုရီးတယ်ဆိုမှပြုံးပြပြီးမျက်နှာကရွှင်ရွှင်ပြပြဖြစ်ရမှာတဲ့ခအံ့အံ့မင်းဒါဟုတ်ပဲကျမမကျင်တတ်တာကိုထိတ်နေကောင်းရဲ့လား ကျမပြောမိပြောရနှုတ်ဆက်လိုက်မိတယ်။ကောင်မလေးရတာခတ်သွက်သွက်နဲ့မိရဦးကိုနားချနေရတာမိတို့ဆရာမသဘောကောင်းတဲ့အကြောင်းကို။အိုးမိဆိုတဲ့ကောင်မလေးကကျမတို့ကိစ္စကိုသိနေတာ哦။ကိုထင်းကပြီးမှငုံငုံငငိုင်အမူအရာတိတ်မပြောင်းလှသေးပဲ။အိမ်ထဲဝင်ဦးလေ။ဟုတ်ကဲ့ဝင်ခဲ့ပါပြီ။ကိစ္စရှိလား။အလိုလေပြောပုံစကားကလှဝါးရားလိုက်တာနော်။မရှိပါဘူး။ ိမ်ထဲကအတော်အားတော့ကျမဘက်ကမင်းအလွန်ကြုံနေဖြစ်မှာဆိုလို့စိတ်ပူလို့လိုက်လာတာ။သူကကျမမျက်နှာကိုကွက်ခနဲလှမ်းကြည့်လိုက်တယ်။ဒစိမ့်တန်စာအကြည့်တဲ့မပို့ပါဘူး။မီးဆိုတဲ့ကောင်မလေးအကြည့်ကပို့လို့တော့မြန်သေးတယ်။ခင်မင်းကလေးများတဲလှန်တာပဲနော်လို့ကျမမတွေးလိုက်နိုင်ခင်ပါပဲ။ဆရာမကတိတ်ကြက်တည်ရှိတာပဲနော်။ဦးနဲ့လည်းမလိုက်ဘူးတဲ့။အဲ့ဒါလို့သာပြောတာ။သူ့သဖြင့်ရှေ့တဝဲဝဲနဲ့ပခုံးက ကိုထင်ဝင်းရင်ဘက်ကိုတိုးခွေလို့ဒီလောက်ဆိုကျမသိတယ်ပါဗျ။မင်းဘေးမှာထိုင်လို့အချစ်ရဲ့။ကြောက်ဖွေမုံတိုင်းဆဲတော့တာ။နတ်ဒီဝါရဲ့တောင်ပန်များချစ်သူလွှမ်းစီမှာ။ကိုင်းရင်ကျင်အောင်ခဲ့စိတ်ကူတော်ပါဗျ။ဒီတသက်ကျမဘသူ့ကိုဝတ်မှမချစ်တော့ပါဘူး။အချစ်ဟောင်းအချစ်သည့်အကုန်သွားပြီရောငရေပြီကို go to hell ။ကျမအင်္ဂလိပ်ဘာသာသင်ဆရာမမဟုတ် ကိုထိန်ဝင်းကိုယင်းထဲကအင်္ဂလိပ်လိုဆဲပစ်ခဲ့တယ်။နောက်လာတဲ့မှာကိုထိန်ဝင်းလက်ထက်ဖြစ်တယ်။ကျမအတီးပေါက်တွေးနေတယ်မိမိမဟုတ်တော့ဘူး။ကောင်မလေးနာမည်ကချစ်သက်ဦးဆိုလား။ဆက်ခွက်နဲ့နဲ့တမီးပဲရှိသေးတယ်တဲ့။ကျောင်းကတော့ထွက်လိုက်ပြီတဲ့။နှစ်နှစ်တရန်တက်နေရတာသူ့အဖေကစိတ်ဆိုးလို့ကျောင်းနှုတ်လိုက်တယ်ဆိုလား။ကောင်းပါလေ။အဲ့ဒါလို့ဖြစ်တင်တာကြာလှပါပြီ။ကိုထိန်လက်ထက်ဖို့ပြောတာပါ။ ဒီကြားတဲ့ကျမကတသက်နဲ့သူ့ရဲ့ပထမဦးဆုံးချစ်သူဖြစ်ခင်ရသေးတယ်။နောင်ထတော့မရလှပါဘူး။ချစ်ဖူးသွားတာပေါ့နော်။အဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ မင်္ဂလာပါရှင် Cyber Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြစ်တာပို့ပါရရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေဒီနေ့တော့ဆ iam ခင်ဆွေဦးရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ရှင်ဝတ္ထုလေးရဲ့နာမည်ကလူတကာချစ်သမျှထဲတဲ့နားထောင်ကြည့်ပါဦးနော်လူတကာချစ်သမျှထဲ ကျမအဖြစ်ဘလောက်ကြီးနေသူလဲမေးပါအောင်ကိုထင်ဝင်းတယောက်ပြောပါတယ်ဘာမပြောညာမပြောနဲ့ကျမကိုအဆက်အသွယ်ဖြတ်ပစ်တယ်အဲ့ဒါလေဖိုးလုံးကတစင်စာရေးပုံကြီးဖြတ်တာတေခံနေအမိစာပြန်တဲ့အတိုင်းပဲအံ့မာရောသူ့တသက်ကျမတသက်တေခံဖြတ်တဲ့ကျမလည်းကျမကြိုက်တဲ့သူယူခွင့်ရှိတယ်လို့သူကလည်းသူကြိုက်တဲ့သူတွေ့ရင်ယူမတယ်ဟဲ့ဘလို့ဖြစ်တာလဲလို့ကျမတငယ်ချင်းဖိုးလုံးကိုမေးတော့ဖိုးလုံးကမျက်စိမျက်နှာမကောင်းလှပဲ နေရလဲနေမယ်။ဘာဖြစ်လို့ကိုအောင်စိတ်စပေးနောက်ကလိုက်စီးသွားရတာတော့။ဘာလဲ။ तू ကငါ့ကိုအဲ့ဒီကိုအောင်စင်တရေကြီးနဲ့ဥပတ်မလို့လား။ဘာဖြစ်ဖြစ်ပေါ့ဟာ။နင်တို့ကဇုံတွဲလို့အဲ့လိုယောက်ျားတယောက်ရဲ့စပေးနောက်ထိုင်ကောင်မှလိုက်မတော်ရတဲ့မို့။အဲ့ဒါဆန်းသလားဟဲ့ဒီခေတ်ကြီးမှာ။ तू ဒီလောက်ဥတူတာနင့်လူကြောင့်နင်သိဖို့ကောင်းနေ။တော်ယုံဥတူပေါ့ဟဲ့။ အဲ့ဒီနေတော့ငါမေမူးလဲလို့ငါကြောက်လာအကြောင်းကြတော့ငါလည်းထူးပူပြီးကျောင်းဟကပြားကရခွင့်ယူချင်းမျက်စီကလည်းလေခိုးလို့မထောက်နိုင်တာနဲ့ကိုအောင်စိန်နဲ့လမ်းကြုံလိုက်ရတော့တာပေါ့လူမလောကကရတာဒီအကြောင်းမဲ့မဟုတ်ပါဘူးအကြောင်းအကြောင်းနေရှိပါတယ်နင်ကပြောတော့ပော့ပော်လေးရေသူ့ဘက်ကမလွယ်ဘူးဟာနောက်ပြီးငါနဲ့ကိုအောင်စိန်နဲ့ကအရင်တော့နေကရိုးရိုးပဲခင်ခဲ့တာ तू သိပါတယ်ဘာမှလည်းပတ်သက်ဘူးတာမဟုတ် ။ "तू อ่ะตบอเลยกองเสสั่นยังบดุแน่มะสู่ตะหะสาดาผิดแค่น่ะ။ยูเลยอิ่มตันยูเลย။เอ้นี่ดีโลပြောดิโหก้าวเย็นเนี่ยมีตอกเลยขึ้นมาเว้ยจี้ๆเจ๋ๆฮ่าด่าลีเมียญาณนี่ไม่ซ้องกินเลยแม้เม้นท้าเนี่ยเม้นตะมียกษิญต้วยย้ายได้อไดเม้เด้ด่าเรางาชื่ออย่ามาถ่ายหมี่โลเนาะตู้สเปนเกเรียป้าด่าราพยามาด่าพยามาด่าเนี่ยน้อมมณีเนี่ยฮ่าเทวินเนาะลงว่าไม่เหลวอู้ ။အော်အောင်စိန်ကြီးနဲ့မှတဝင်တူပါသေးတယ်။ကြော်သူတို့စိုးသူတို့ဆိုဟုတ်သေးရဲ့။ကျမလည်းတငယ်ချင်းတွေကိုနောက်နေကြအတိုင်းရင်မိသေးတယ်။အပြက်ပြက်နဲ့နှကောင်းသွေးထွက်လာမယ်လို့မှကျမမထင်တာ။ဘေးလူတွေကလည်းကျမဘက်ကလိုက်ပြောကြမှာပဲလို့ကျမတွက်ထားတယ်လေ။ပြောလေပြောကြပါရဲ့။သူ့အကိုခေါင်းမာမာနဲ့တင်းခံနေခဲ့တာ။ကျမလဲသူ့ကိုလိုက်မချော့နိုင်ပါဘူး။ကို့မှာအပြစ်မှမရှိတာကြီး။ ဖိုးလုံးတို့တာတီးတို့နဲ့မယ်ရင်တို့ကသူ့ဘက်ကအစဉ်ပြေလောင်ကျမနဲ့ส่งပြီးရှင်းအောင်ဖန်တီးနေကြသေးတယ်။ကျမကส่งပြီးရှင်းအောင် ကျမဘာမှရှုပ်ထားတာမှမဟုတ်တာ မရှင်းနိုင်ပါဘူး။ကြွေရမှာပဲမျက်ရည်ဝဲခြင်းဝဲပြရစီတော့လောလောဆယ်တော့တတ်တာပဲ။ဘယ်နဲ့ရှင်းအပေါ်ရန်ပြဿနာလေးကိုပဲရေးကြီးခွင်ကျဲလို့လို့အတော်တုံးနေတယ်လူတူဒါမှမဟုတ်မိမတူရဲ့အကျင့်စရိုက်ကို အပေါ်ရံအမြင်နဲ့ဆုံးဖြတ်တော့မှလား ကာလီဒါသပညာရှင်ရဲ့ရှောက်ထုံးတော်ရှိသားပဲဟာယောက်ျားနဲ့မိန်းမတအိပ်ရတဲ့အတူတွဲလျက်အိပ်နေတာမြင်ုံနဲ့တော့မယိုးဆော့ဘူးတဲ့တွဲအိပ်နေတာတွေ့တိုင်းညားကျင်မှာညားမှာပေါ့မတွဲပဲညားနေတာလေတပုံကြီးတပြည့်လူပြုတ်အပြွေရည်တွေထိမ့်နေရတဲ့ចောင်းဆရာမပဲကျမသိတာပေါ့သွားကြစမ်းပါဟာသူ့ဖာသာသူစိတ်ပြင်းပြင်းမပြင်းမတတ်နိုင်ဘူးကျမဘက်ကလည်းခတ်မာမှာပဲ တငယ်ချင်းတွေကတော့ကျမတို့ရဲ့တမိစားဖြစ်လာကြတဲ့ခွနှစ်နှစ်သက်တမ်းကာလောက်နှမျောနေကြတယ်။ကျမတို့16နှစ်သားသမီးတွေကချစ်လာကြတာ။ချစ်သူတွေလိုလည်းအချစ်ကြီးရဲ့။မောင်နှမလိုလည်းတန့်စင်ရဲ့။တငယ်ချင်းလိုလည်းခင်တွယ်ရဲ့။ရဲဘော်ရဲဘက်လိုလည်းပွင့်လင်းယူသားရဲ့။တစ္ဆာလည်းကြီးကြရဲ့။ဘာလို့သေးလဲ။နှုတ်ကရောစာရီနဲ့ရောတဖွာဖွာချစ်လာကြီးရဲ့မျက်နှိုးလှကြီးရဲ့ပြောနေရေးနေကြတာမဟုတ်ပင်မဲ့ ကျမတို့နှစ်နှစ်ကာကာချစ်ကြတာပေါဝင်ကျင်ရတည်နေကြတာပဲတငယ်ချင်းတွေကတော့ကိုထင်ဝင်းတကယ်ချင်းရဲ့ပြစ်မဝင်သင့်ဘူးတချို့ကလည်းကျမသူ့ကိုတကယ်ချင်းရဲ့မာနမထားသင့်ဘူးသူစိတ်ပြန်အောင်ချော့သင့်နေပေါ့အထင်အမြင်အယူဆတွေအမျိုးမျိုးပဲဖိုးလုံးနောက်ဆုံးတဲလာတဲ့တည်င်းကတော့ရီရတယ်ကျမသူ့ကိုပေးထားတဲ့ရှာရှာပါပါစာလေး၅ဆောင်နဲ့လက်ကင်ပေါ်ကတထည့်ကိုနောက်ဖေးကုန်းပြီးအိမ်သာတွင်နဲ့ချပစ်တဲ့ ဟာဟာဟာငွေစင်ရင်ဌာနကစင်ရင်စစ်အရာရှိတယ်လားဖြစ်ရလေကိုထင်ရဲ့ကျမလည်းနောက်ချင်တာနဲ့သူကျမစီကိုရေးထားတဲ့စာ6ဆောင်တီတီနဲ့သူ့လက်ကင်ပေါ်ကိုတေးသေးချာချာထုတ်ပြီးပြန်ပေးလိုက်တယ်ဆက်လက်အသုံးပြုရန်ခေါင်းစဉ်တက်ပေးလိုက်တယ်ဖိုးလုံးကတော့ခေါင်းတကုတ်ကုန်နေနင်တို့နှစ်ယောက်လုံးတငယ်နာမစင်ဘူးဟာမေရင်ကတော့ငိုအားထက်ရီအားတန်ဟားတိုက်ရီမောနေလေရဲ့ သူလေးရည်သာရည်ရတယ်မျက်လုံးတွေမှာဂိယုဏရိတ်တွေဝေလို့ဒီအเจ้าနေပွားစီပွားစီနဲ့ရှေ့တမျိုးနောက်ွယ်တမျိုးပြောကြလေလေကျမဒေါသထွက်နေပြီပါပဲကျမမယ်အလိုလိုနေရင်တိမ်ငယ်စိတ်တွေတောင်ဝင်နေချစ်သူမရှိတော့တဲ့ကျမသူ့မဟုတ်ပိုင်သူဆိုင်သူမရှိတော့တဲ့ကျမဘဝမှာပြုံးစီစီနဲ့ယောက်ျားတယောက်ရဲ့မျက်နှာထောင်မြင်ရရင်ကျမသိစိတ်မကောင်းဖြစ်ရတာပဲ ကျမမယ်လွတ်နေတဲ့မိမတယောက်လို့တာမန်ယောက်ျားတူရဲ့အမြင်မှာဘယ်သိခါနဲ့ရှိတော့မလဲ။ဒါတော့ကျမကနည်းနည်းစွာထက်လို့တော်သေးတာပေါ့။ကျင်ပေါ့နောက်ထပ်ကျင်ပေါ့လား။ဟုတ်ကဲ့ထပ်မရှာကျင်တော့ပါဘူး။ဒီတူရဲနဲ့ပဲလုံလောက်ပါပြီ။စိတ်သောကရောက်ရတာကိုပြောပါတယ်။သူတူရဲကိုပဲချစ်နေလို့လား။ဟင်အင်းဒီလိုလဲဟုတ်မယ်မထင်ပါဘူး။ကျမမယ်သူ့တဲ့ချစ်ရမယ်လူဒါမှမဟုတ် သူ့ထက်ကိုယ့်ကိုပို့ပြီးချစ်တဲ့သူပေါ်မလာဘူးဘယ်သူပြောနိုင်လို့လဲကျမလေးအမှန်တိုင်းဝင်ခံရရင်စိတ်ကူးခက်ရင်အစားရရပဲဘသူမှမသိအောင်တိုးတိုးတိတ်တိတ်ပေါ့။အိုးမင်းမုံတိုင်းနေဆိုငါတိုင်းကပြီးမှမင်းသွေးချောင်းနှွေးထွေးဖို့ကွန်းငါဆောက်ပြီးမှတိမ်နှွေးတွန်ချပြန်လဲတစက်မစူစီရ။လီမိုးတို့ဂီတာဟာမင်းကြည့်နုစရာများ ဆရာမောင်တာနိုးဘာသာပြန်ထားတဲ့ကြပြလေးတောင်အလွတ်ရမိပြီတဲ့တကယ်ပါကိုထင်ဟိုကောင်မလေးဒီကောင်မလေးတွေနဲ့တွဲနေတဲ့သတင်းကြားတွေကကျမသူ့အပေါ်စိတ်ပြက်ချင်လာပါတယ်တလောတော့ကရက်တွေမူအောင်တောက်တဲ့ကြားတော့ကတော့နည်းနည်းကျင်နာစိတ်တွေဝင်မိပါတယ်လူဖြင်းလူညံ့ရဲ့လို့လည်းအပြစ်မတင်ရပါဘူးသူချစ်ခဲ့တဲ့အချိန်တုန်းကဆိုရင်ဖျားသွားကြောင်းတဲ့တွဲသွားမြင်ကျမရဲ့ထီးဖက်နဲ့သူပဲကင်ပေးတာ ဒါမျိုးနောက်ရဖို့မလွယ်ဘူးနော်လို့မဲရင်ကိုနောက်ပြီးစမြုပ်ပြန်မိပါသေးတယ်။မဲရင်ကတော့အားရကြပြီးနေမယူခြင်းငါ့ကိုစွန့်မှာဟဲ့လို့နောက်တလူလူလာအတီလာတောင်းသေးတယ်။ဘယ်တော့မှများကိုထင်းကိုကြိုက်နေလည်းမသိဘူးမတာမှသူ့ကိုကျွန်မဆဲပစ်ခဲ့သေးတယ်။ဖိုးလုံးရဲ့နောက်ဆုံးသတင်းအခြေအနေကတော့တိတ်မကောင်းလှဘူး။ရုံးကခွင့်ရရှိယူပြီးနေရောညရောတောင်းနေတဲ့။ဒီရင်မဲ ကျမတို့ကိုကုစားဖို့အချိန်တန်ကြီးလို့တွက်ဆပြီးသူရှိရင်ကျမသွားဖို့တခါတည်းဆုံးဖြတ်ချက်ချလိုက်မိတယ်။အေးငါလိုက်ခဲ့မယ်။ဒါပေမဲ့နေလားမခေါ်နဲ့ကိုအောင်စိန်လိုရှုပ်ကုန်အောင်မယ်လို့ကျမပြောတော့ဖိုးလုံးကမျက်နာတိုးကြီးရှည်ကြီးနဲ့ကျမကိုခွေးမလို့ဆဲပြီးအပြုံးကတော့ပြတ်ပါဟာငထိန်စွန့်လွတ်တာလည်းမစမ်းပါဘူး။ဒါတော့ငါဝါသနာပဲငါမပြတ်နိုင်ဘူး။ယောက်ျားကြီးကချော့ကြိုက်တယ်ဟဲ့နင်မသိဘူးလား။ ။အော်အီအီမသိလို့ပြောပါအောင်။ကျမလည်းမသိကြိုးကြုံမျက်နှာအမူအရနဲ့ဖိုးလုံးကိုလှမ်းပြောတော့သူ့ကိုကျမခေါင်းမခောက်ခင်ပဲလစ်သွားနေရဲ့။ရှိစက်ပဲဝေးနေတယ်ရောတလား။သူ့စီကိုသွားတဲ့သူနဲ့မတွေ့ရဘူး။သူ့အတော်ကဖော်ရွေပြူငါစွာနဲ့ထွက်နှုတ်ဆက်ပြီးသူ့တူချောင်းတိုက်မာလေရော။လာကောက်ကိုအတော်အတွက်ဈေးဘိုးမပေးတာကြာပြီတဲ့။အတော်ကအိတ်ဆိုင်ချက်ပြုတ်နေရတာတဲ့။ သူ့တော်ဟာအပြူလဲအပြူကြီးစွစွဆောင်းဆောင်းနဲ့ချမ်းသာလို့တော်ပါသေးရဲ့အတော်ကတော့ကျမကိုသဘောတူပြီးသားမဟုတ်ဆရာမလေးရေ तू ဟာဆရာမောက်ပဲအသေးဆွဲချစ်တာပါဟုတ်ပါမလားတော်တော်ရေ तू မှများအများနဲ့အိုးဒါရီကမနေလင့်လာပါဘူးတေးကြတယ်နော်အိုးတေးကြသမ तू ကသမီးအကြောင်းပဲပြောနေတာကျမလေးတန်တရားစိတ်တွေဝေတီတီနဲ့သူ့ဆရာပြန်ခဲ့တော့သူ့ကိုစပိန်နဲ့အပြန်တွေ့ရတော့တာပဲ သူ့နောက်မှာကောင်မလေးတယောက်စပေးမော်တင်လို့နှစ်ယောက်စလုံးရောင်တိရောင်ခမ်းနဲ့စပေးမော်ကခုန်ဆင်းလိုက်ကြတယ်။ကောင်မလေးကကျမတို့ကြောင့်အကိုတန်းကျောင်းသူတပြည့်လဲတပြည့်မှလေးမင်္ဂလာပါဆရာမအေးမင်္ဂလာပါကိုထိတ်မျက်နှာကတော့ခက်အန်းအန်းနှကန်းတောက်စုံကိုရည်တယ်ဆိုမှပြုံးပြပြီးမျက်နှာကရွှင်ရွှင်ပြပြဖြစ်ရမှာတဲ့ခက်အန်းအန်းမင်းဒါဟုတ်ပဲကျမမကျင်တတ်တာကိုထိတ်နေကောင်းရဲ့လား ျမပြောမိပြောရနှုတ်ဆက်လိုက်မိတယ်။ကောင်မလေးရတာခတ်သွက်သွက်နဲ့မိရဦးကိုနားချနေရတာမိတို့ဆရာမသဘောကောင်းတဲ့အကြောင်းကို။အိုးမိဆိုတဲ့ကောင်မလေးရကျမတို့ကိစ္စကိုသိနေတာ哦။ကိုထင်ကပြီးမှငုံငုံငငိုင်အမူအရာတိတ်မပြောင်းလှသေးပဲ။အိမ်နဲ့ဝင်အောင်လေ။ဟုတ်ကဲ့ဝင်ခဲ့ပါပြီ။ကိစ္စရှိလား။အလိုလေပြောပုံစကားကလောဝါးရားလိုက်တာနော်မရှိပါဘူး အိမ်ထဲကအတော်အားတော့ကျမဘက်ကမင်းအလွန်ကြုံနေဖြစ်မှာဆိုလို့စိတ်ပူလို့လိုက်လာတာ။သူကကျမမျက်နှာကိုကွက်ခနဲလှမ်းကြည့်လိုက်တယ်။သစိမ့်တန်စာအကြည့်တဲ့မပူပါဘူး။မီးဆိုတဲ့ကောင်မလေးအကြည့်ကပူလို့တောင်မြန်သေးတယ်။ခင်မင်းကလေးများတဲလှန်တာပဲနော်လို့ကျမမတွေးလိုက်နိုင်ခင်ပါပဲ။ဆရာမကတိတ်ကြက်တည်းရှိတာပဲနော်ဦးနဲ့လည်းမလိုက်ဘူးတဲ့။အဲ့ဒါလို့သာပြောတာ။သူ့သဖြင့်ရှေ့တဝဲဝဲနဲ့ပခုံးက ကိုထင်ဝင်းရင်ဘက်ကိုတိုးခွေလို့ဒီလောက်ဆိုကျမသိတယ်မာပြီမင်းဘေးမှာထိုင်လို့အချစ်ရဲ့ကြောက်ခွေမုံတိုင်းဆဲတော့တာနတ်ဒီဝါရဲ့တောင်ပန်များချစ်သူလွှမ်းစီမှာကိုင်းရင်ချင်းအောင်ခဲ့စိတ်ကူတော်ပါပြီဒီတသက်ကျမဘသူ့ကိုမှမချစ်တော့ပါဘူးအချစ်ဟောင်း အချစ်တဲ့အကုန်သွားပြီရောငရေပြီကိုကိုတူ hell ကျမအင်္ဂလိပ်ဘာသာသင်ဆရာမမဟုတ်ကိုထိန်ဝင်းကိုယင်းနေရအင်္ဂလိပ်လိုဆက်ပစ်ခဲ့တယ်။နောက်လာတဲ့မှာကိုထိန်ဝင်းလက်ထက်ဖြစ်တယ်။ကျမအတီးပေါက်တွေးနေတယ်မိမိမဟုတ်တော့ဘူး။ကောင်မလေးနာမည်ကချစ်သက်ဦးဆိုလား။ဆက်ခွက်နဲ့နဲ့သမီးပဲရှိသေးတယ်တဲ့။ကျောင်းကတော့ထွက်လိုက်ပြီတဲ့။နှစ်နှစ်တန်းတက်နေရတာ သူ့အဖေကစိတ်ဆိုးလို့ကျောင်းနှုတ်လိုက်တယ်ဆိုလား။ကောင်းပါလေ။အဲ့ဒါလို့ဖြစ်တင်တာကြာလှပါပြီ။ ိုထိန်လက်ထပ်ဖို့ပြောတာပါ။ဒီကြားထဲကျမကတသက်မဲ့သူ့ရဲ့ပထမဦးဆုံးချစ်သူဖြစ်ခင်ရသေးတယ်။နောင်ထတော့မရလှပါဘူး။ချစ်ဖူးသွားတာပေါ့နော်။အဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။